သာသနာပေါင်းဝင်ပြီးတော့အခုလိုယဟန်ဘဝကုပြောင်းတာဟာလက်တွေ့ရနိုင်တဲ့အကျိုးပြောလို့ရမလားလို့ဆိုမြတ်စွာဘုရားဖြေတယ်တက်ကမဟာရာဇာပြောလို့ရပါတယ်တဲ့တေနဟိမဟာရာဇာတင်ကြီးဝိထပရိပု္ပစိတ်သာမိယထာတိခမိယတထာတံပြကရိယဆိုမြတ်စွာဘုရားသူ့ကိုစကားချိလိုက်တယ်ဒါဆိုရင်တင်မင်းကြီးကိုပဲပြန်မေးမယ်တဲ့ ใจสุรุဖြေပါတဲ့เตมิงကြီးมาအမှုတန်းကောင်းတယောက်ရှိတယ်ဆိုပါစို့တဲ့အဲ့ဒီအမှုတန်းကောင်းက တနေ့ကျတော့စဉ်းစားတယ်တဲ့အေးလောကကြီးဟာဆန်းကျင်လိုက်တာကံတရားဆိုတာလဲဆန်းကျင်လိုက်တာအဇတသဘီရင်ကြီးကလည်းလူပဲငါလည်းလူပဲဒါပဲအဇတသဘီရင်ကြတော့မလို့ ရွှေနန်းတော်နဲ့ခြံရံနေနဲ့စိတ်နဲ့နေရတယ်။ငါကြတော့သူ့ရဲ့ဝကျဝငယ်တွေပြုတ်ပြီးတော့ငါကြတော့စိတ်နဲ့မနေရဘူး။အော်ငါလည်းသူ့လိုလူချင်းတူပါရဲ့တန်းနဲ့သူ့ကြတော့စိတ်နဲ့နေပြီးတော့ငါတော့အလုပ်တွေကိုပင်မအောင်လုပ်ရတယ်ပေါ့။သူ့အတွက်ငါအများကြီးလုပ်ပေးနေရတယ်။လူချင်းတူပါလေရဲ့တန်းနဲ့အဲ့တော့လောကမှာကံချင်းကမတူတာပါလား။ဒီဘဝမှာအစတသက်လို့နေနိုင်ဖို့အတွက် ကုသိုလ်ကောင်းမှုတွေဒီသူ့လိုကုသိုလ်ကောင်းမှုတွေဒါလည်းလုံးတဲ့နေပေါ့အခုကငါတို့ကကန့်ရင်းกว่าတော့ငါကသူ့ဝန်တန်းသူ့ကတော့ငါ့ရဲ့အရှင်သခင်ဖြစ်နေတယ်ဆိုပြီးတော့အဲ့ဒီလူဟာတဲ့နောက်ပိုင်းကျတော့ဆရသမင်းကြီးနဲ့လူဘဝမှာမရှင်နိုင်တော့သာသနာ့ဘဝဝင်ပြီးရန်ခံလိုက်တယ်ရှမ်းဖြစ်သွားတယ်ရှမ်းဖြစ်ပြီးတော့ယဟန်ကျင့်စဉ်တွေကို သူကျင့်တယ် သနာဘောမှာပြောပြီးတော့နေတဲ့အခါမှာရှင်မင်းကြီးကိုလာပြီးတော့တရင်ပို့လိုက်မယ်တဲ့ရှင်မင်းကြီးရဲ့ဝန်တန်းတယောက်ဟာဘုန်းကြီးဝတ်သွားတယ်သို့တော့ဘုန်းကြီးအကျင့်နေကျင့်ပြီးသူကောင်းကောင်းမွန်မွန်နေနေတယ်ဆိုရင်ရှင်မင်းကြီးကိုလာပြီးတော့အဲ့ဒါလို့တန်တော်ဦးတင်လို့ရှိရင်တီလူပြန်ပြီးတော့ရှင်မင်းကြီးကငါရဲ့ဝကျူးငယ်တွေမင်းပြန်လောက်ခဲ့လာငါဝန်တန်းပြန်လို့ဆိုပြီးတော့သူ့ကိုခေါ်မလာတဲ့ ဆိုတော့ဘုရင်ကြီးကပြောလိုက်တယ်ရှင်ဗျာတဲ့သာသနာ့ဘောင်ဝင်ပြီးတော့တရားကျင့်နေတယ်သူတော်စင်သူတော်မြတ်ဖြစ်နေသည့်အတွက်ကြောင့်နဲ့သူ့ကိုပြန်ပြီးတော့ငါဝန္တန်လို့လို့မခေါ်ပါဘူးတဲ့တပည့်တော်ကပဲသူ့ကိုလိုအပ်တာတွေလူတန်းထောက်ပံ့ပေးမှာပါအဲ့ဒါအကျိုးပဲလေတဲ့အဲ့ဆိုဗျာအရင်တော့သူ့ဝန္တန်လေး အခုသာသနာ့ဘုံဝိညာဉ်ခံလိုက်တဲ့ကျတော့ဝန်တန်းဘုရားလွတ်ပြီးဘယင်းကတော်မှာထောက်ပံ့ထားတယ်ဆိုတာဒါအကျိုးပဲတဲ့ဒါသူနားလဲတဲ့ဟာကိုပထမဆုံးပြောပြတာအဲ့တော့ရှင်မင်းကြီးတဲ့ဘလို့ဘလို့ပြောမလဲတဲ့ဒီလိုဆိုလို့ရှိရင်သူယဟန်ဝတ်တဲ့လက်တဲ့ကွာအကျိုးရှိသလားမရှိဘူးလားဆိုတော့အရှင်မြတ်ဒီလိုဆိုရင်တော့ရှိတာပေါ့တဲ့အကျိုးရှိတာပေါ့တဲ့နော်ဒါဟာလက်တွေ့တွေ့နိုင်တယ် ရှင်ဘုရားရဲ့အကျိုးတရားပဲ။သမညဖလားပဲလို့ပြောတော့။စတ္တသမညဆက်မိတယ်။ရှင်မရတယ်။ဒီလိုလက်တူဘုရားအကျိုးရှိပုံတွေကိုနောက်တစ်မျိုးပြောနိုင်အောင်မလား။ဆိုတော့မြတ်စွာဘုရားပြောနိုင်တယ်တဲ့။ဆိုပါစို့တဲ့ရှင်မင်းကြီးရဲ့တိုင်းပြည်မှာရှင်မင်းကြီးကိုအခွန်တော်ဆက်သနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်။စီးပွားရေးသမားတွေရှိတယ်။သူတို့ရတဲ့အခွန်တွေကိုဆက်ကြတယ်။အခွန်ဝန်တန်းတွေရှိတယ်။အဲ့ဒီအခွန်ဝန်တန်းတွေကလည်း ကံဆိုတာဆန်းကျင်လိုက်တာငါလည်းလူပဲပြင်းကလည်းလူပဲသူကြတော့လေချမ်းမြမ်းသာသာနေရတယ်ငါတို့ကသူ့ကိုခွန်ဆက်နေရတယ်စဉ်းစားပြီးတော့ငါတို့သူ့ကိုရှင်းနိုင်အောင်ကုသလုပ်မှာပဲဆိုပြီးတော့သူတို့လည်းသင်္ကန်းဝတ်လိုက်ကြတယ်အဲသင်္ကန်းဝတ်လိုက်တဲ့အခွန်ဝန်းတန်းတွေကိုရှင်မင်းကြီးစီတရင်ပို့တဲ့အခါရှင်မင်းကြီးကအဲ့ဒီခွန်ဝန်းတန်းတွေဘုန်းကြီးဘွားကထွက်ခဲ့သူ့စီပြန်ပြီးတော့ခွန်ဆက်ရမယ်လို့ပြောမလားလို့ဆို ဒါဒုက္ခကဖာသာတရားတွေဝတ်သွားရင်ကင်းလွခွင့်ရသွားတာဟုတ်เนาะထုံတန်းစင်လာရမပြောပါဘူးတဲ့တပည့်တော်ကပဲသူတို့ကိုပင်ဖိတ်တာတို့နေရပေးတာတို့စွန့်ကွန်းရှုတန်းတာတို့လုံမှာပါဆိုတော့ကဲအဲ့လိုဆိုလို့ရှိရင်ယဟန်ဘဝဟာတဲ့တွေ့အကျိုးရှိသလားမရှိဘူးလားဆိုတော့ရှိပါတယ်ဖုရားအဲ့လိုမြတ်စွာဘုရားကဒီနှစ်ခုပြောလိုက်တာမင်းကြားလိုက်တဲ့အခါကျတော့ သာတသဗ္ဗညီကဒီနှစ်ခုတော့ဟုတ်ပြီအရှင်ဘုရားတဲ့အခုလို့ရဟန်းပြုအပ်ခြင်းရဲ့အကျိုးဟာဓိဋ္ဌိကောင်းတဲ့အကျိုးအခု အကျိုးရတာ ဟုတ်ပြီဓိဋ္ဌိကောင်းတဲ့အကျိုးတခြားရှိသေးလားနော်လူမသိသူမသိတဲ့ဓိဋ္ဌိအကျိုးဒါလူသိနိုင်တဲ့အကျိုးတွေလေဓိဋ္ဌိကောင်းတဲ့အကျိုးတွေရှိသေးလားလို့မေးလာတဲ့အခါကျတော့ ရသော်ဗျာကရှိတယ်တဲ့ပြောပြမယ်တိချာနားထောင်ပါဆိုဖရာပွင့်တာကစားပြီးတော့ခြီးပြီးတော့ဖရာပွင့်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့တရားကိုနားတယ်နားတဲ့အခါမှာတရတရားကြီးဖြစ်လာတယ်တရတရားဖြစ်ပြီးတော့သူကစဉ်းစားတယ်လူဘွားဆိုတာအော်ကြက်တဲ့ခြင်းမြောင်းနေကုသဖြစ်ဖို့ခက်တယ်ရှမ်းဘွားဆိုတာတွင်မြင့်နဲ့တူတယ် မြတ်စွာဘုရားဖရာဟောတဲ့တရားတွေကိုဖြည်းဖြည်းစုံစုံဖြည်းဖြည်းစစ်စစ်ကျင့်နိုင်ဖို့လွယ်ဘူးဆိုပြီးတော့တရားတရားပေါက်ပြီးတော့သာသနာ့ဘဝဝင်ပြီးတော့ယဟန်ခံရတယ်တဲ့သူပိုင်ဆိုင်တာတွေကိုဆွံ့လွတ်တယ် ဆွေတွေမျိုးတွေကိုစွန့်နေကရုံတုံးပြီးတော့ဖိုင်စွန့်နေဝဝပြီးတော့သာသနာ့ဘောင်ဝင်ကြတယ်အဲ့ဒါတို့သာသနာ့ဘောင်ဝင်လာပြီးတဲ့နောက်မှာသူကအာကိုကျင်းသီလာကိုထိမ့်သိဆော့ဆော့တယ်ကာယကဝစီကံကိုထိမ့်သိဆော့ဆော့တယ်သက်မွေးမှုစင်ကြဲစွာနေတယ်အိနေရီကိုထိမ့်သိဆော့ဆော့တယ် တတိတရားအစဉ္ညေတုံတရားနဲ့နေထိုင်နေပေါ့ဇာတိဗျာတိနဲ့ကျင့်နှံ့နေတယ်အဲ့ဒီလိုသာသနာကျင့်စဉ်တွေကိုကျင့်တယ်သီလနဲ့ပြည့်စုံအောင်ကျင့်တယ်သီလနဲ့ပြည့်စုံအောင်ကျင့်သဖြင့်အနာဝိသဒုက္ခဆိုတဲ့အပြစ်ကင်းတဲ့ခြံသာကိုခတ်သားရတယ်နောက်ဣန္ဒြိယသိနာနာလျာကာယကနေပြီးတော့ အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်ရှောက်ရှောက်လာတဲ့အခါမှာရောထွေးမှုမရှိတဲ့တန့်စင်တဲ့ချမ်းသာဒုက္ခကိုခံစားရတယ်ပေါ့တန့်စင်တဲ့ချမ်းသာကိုခံစားရတယ်တတိတံစင်ညာနဲ့နေသည့်အတွက်ကြောင့်လွန်မွန်မြတ်တဲ့တရားဓမ္မတွေကိုသိရှိနားလည်မှုတတိတံစင်ညာနဲ့ပြည့်စုံတယ်နောက်တစ်ခါရတာလေးနဲ့ကျင့်တတ်သည့်အတွက်ကြောင့်ဒီ စိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံနေအဲ့ဒီလိုသီလနဲ့ပြည့်စုံသည့်အတွက်ကြောင့်အနဝိဆာဒုက္ခပြည့်ကင်းတဲ့ချမ်းသာအိန္ဒြေကိုထိန်းသိမ်းစောင့်ရှောက်သည့်အတွက်ကြောင့်ကိုယ်ရင်နဲ့နှလုံးထဲမှာစိတ်နှက်ဆရာကောင်းတဲ့ချမ်းသာတတိတံစဉ္ညာနဲ့ရှိတတိတံစဉ္ညာနဲ့ပြည့်စုံသည့်အတွက်ကြောင့်အရာအရာမှာတတိထရတ္တာရှိသူရအနေနဲ့စိတ်နှက်သည့်အတွက်ကြောင့်ဥပ္ပံကြောင်းကြမှုတွေမရှိတာ အဲ့လိုအကျိုးကျေးဇူးတွေခံစားရပြီးတဲ့အခါမှာလူသူမနည်းတဲ့တောမြတ်ကြီးဘက်ကိုထွက်ပြီးတော့စိတ်แท้ကအညစ်အကြေးတွေကိုဖယ်တယ်လောဘကိုနဲ့အောင်လုပ်တယ်လောဘကိုဖယ်တယ်ဒေါသကိုဖယ်တယ်ဒီဌိနမိတ်္တဆိုတဲ့အချင်းနဲ့စိတ်တည်ဒါတွေကိုမဖြစ်အောင်လုပ်တယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်တန်လျာတွေဖယ်ရှားပြီးတော့ကိုချင်းတဲ့အကျင့်ပေါ်မှာဒီပြက်ပြက်သားသား ကျင့်ကြံကြုတ်ကိုအထုတ်လိုက်တာနောက်ဆုံးကျတော့စံရလာတယ်နော်စံချမ်းသာတွေခံစားလာတယ်စံချမ်းသာခံစားရနေပြီးတော့သူကတိုးတက်လာတဲ့အခါသုထဇံထီအောင်စံချမ်းသာတွေခံစားရတဲ့အခါမှာမရတော့ဘူးဆိုဒီသုထဇံချမ်းသာ ဲ့ဒီစံချမ်းသာတွေခံစားလိုက်ရတဲ့အခါမှာတဲ့ဒီသူရထားတဲ့စိတ်သက်တည်ငြိမ်မှုတမာတိစွာအဟာတဲ့စောစောကပြောခဲ့တဲ့ရဟန်းဘုရားရဲ့ဒီအကျိုးတွေထဲမှာဒီအကျိုးကပို့ပြီးတော့နှစ်သက်ဆရာကောင်းလာဖြစ်သွားတယ်မနှိုင်းရှင်နဲ့လောက်နှစ်သက်ဆရာရှိသွားတယ်အဲ့ဒီနောက်မှာသူ ခန္ဓာကိုယ်ကြီးပေါ်မှာယုံနဲ့နံ့ကွဲပြားအောင်ကြည့်ပြီးဝိပဿနာတရားရှုပွားတယ်ဝိပဿနာတရားရှုပွားတာလည်းပဲဝိပဿနာဉာဏ်ရရှိလာတာလည်းပဲယဟန်ဘောကတက်တွေ့ရရှိတဲ့အကျိုးတစ်ခုပဲ